ဒါလေးကတော့ లై လွင့်ပြီးတော့ပတ်စံရှာကျင်တဲ့သူတွေအတွက်ပါဒါလေးကပို့ပို့ లై ကလေးဖြစ်ပါတယ်ဒါလေးအသုံးပြုတဲ့နည်းလေးကိုတစ်ချက်ပြောပေးမယ်နော်အရင်ဆုံးအဲ့ဒီပို့ပို့ဆော့ဝဲလေးကိုအရင်ဆုံး download ဆွဲပေးပါ download ဆွဲဖို့အတွက်ဒီ channel လေးရဲ့အောက် comment မှာ link လေးပေးထားပေးမယ်နော်အဲ့ link လေးကနေတစ်စင်းဆွဲလို့ရပါတယ်ဒါလေးကအကောက်ဖွင့်တဲ့ပုံစံလေးတွေကိုတစ်ချက်ပြထားပေးမယ်နော်သူက gmail ကနေဖွင့်လို့လည်းရတယ် ဟို Facebook နဲ့တွဲပြီးတော့ဖွင့်ကျင်နေရတယ်။ကိုကတော့ရှင်ရဲ့ချီမေးတစ်ခေါက်ကနေရွေးပြီးတော့ဖွင့်ပြီး main ကလေး main ကလေးတွေပဲသူကပမောက်ဆုံးစားဖွင့်တဲ့သူတွေပေးတာဆိုတော့အဲမှာ female ကိုရွေးနမည်ထည့်ထည့်ပြီး သွားရင် country မှာ Thailand ဆိုပြီးထည့်ထည့်ပြီးတော့ဖွင့်ဖွင့်ပြီးပြီးဆိုရင်သူက live လွှင့်ဖို့အတွက်မျက်နှာစကန်လေးဖတ်ပြီးရတယ်။မျက်နှာစကန်လေးဖတ်ပြီးသွားပြီးဆိုရင်သူကဟိုစလွှင့်လို့ရရပေါ့။သူကကြတော့ပထမဦးဆုံး ခုနှစ်ရက်ပထမဦးဆုံးစအကောင့်စပွင့်တဲ့သူတွေကိုခုနှစ်ရက်သူကဘောနဲ့ပေးတာပေါ့ခုနှစ်ရက်ကိုသူက2နာရီလိုက်လွင်ပေးရတယ်2နာရီလိုက်လွင်ပေးရတယ်1နာရီကို0.1000ရတယ်2နာရီဆိုရင်0.2000ပေါ့နောက်ပြီးရင်အဲ့မှာပါတီထိုင်တာလေးဆိုတာရှိတယ်ပါတီလေးတွေက1နာရီကို၈00ရရတယ်အကောင့်စပွင့်တဲ့သူတွေကတော့မြန်မာနိုင်ငံအလံနဲ့ဆိုရင်တော့0.4နဲ့မှာပြမြန်မာနိုင်ငံအလံနဲ့မထားနဲ့တခြားနီးစပ်ရအလံလေးတွေထားလို့ရတယ် နောက်ပြီးွားရင်ပတ်စံထုတ်တဲ့ခါကျရင်လည်းကိုပါကို KP ရနေတစ်စင်းထုတ်လဲရတယ်နောက်ပြီး USDT လည်းရတယ်ကိုပါကိုအစင်ပြရနေထုတ်လို့ရတယ် agent nation မှာပတ်စံထုတ်ချင်တယ်ဆိုလဲရတယ်ကိုပါကိုဝေးရ KP ရနေပတ်စံထုတ်မယ်ဆိုလဲရတယ်ဒါလေးတွေကိုဒီ like လေးလွှင့်ချင်လို့အသေးစိတ်သိချင်တယ်ဆိုရင်လည်းဆို channel ဒီ channel လာစကူလာရလာစကန်ရလေးဒီစိတ်လေးပြောပြပေးမယ်နော်ဒါတော့ဟိုလေးတော့အဲ့ဒါမျိုးပါ girls နာဟိုအဆင်ပြေလို့ဒါလေးကိုဟိုဒီတော့ပွဲဒီလာကင်းစီနာဆဘွန်ဟိုလိုင်းဝင်နာဆိုစကားတော့ dapat once လောက်တော့ရှာဆဘွန်တော့ level 5ရောက်ပြီဆိုရင်တော့ like စလွင်လို့ရတယ် main ကလေးတွေကကြတော့ဆက်ဆက်ဖွင့်လာနဲ့တန်းလွင်လို့ရတယ်နောက်ပြီးဒီထဲမှာကဗာလေးတွေရှိတယ်ဆိုတော့ gain တွေရှိတယ် gain လေးတွေကဟိုဒီမှာ သူက lucky box လေးတွေပေးတယ်အဲ box ကလေးတွေကနေယူပြီးတော့ coin လေးတွေစုစုပြီးွားရင် gain လေးတွေဆော့လို့ရတယ် gain လေးတွေဆော့လို့နိုင်ပြီဆိုရင်လည်းဟိုပတ်စံထုတ်ဖို့အတွက် point လေးတွေနဲ့ပြန်လဲပြီးတော့လည်းတုံးလို့ရတယ်ဟိုအတုံးပြူတာပမာဥဆုံးတပတ်ပြည့်သွားပြီဆိုရင်တော့သူက normal user ဖြစ်သွားရင် normal user ဖြစ်သွားပြီဆိုရင်သူကတခြားနိုင်ငံလန်နေနဲ့ဟိုလွှင့်လာတယ်ဆိုရင်တုံးလာတယ်ဆိုရင်ဟိုတနာရီကို2000 အတီတနားကြီးရှိရရမြန်မာနိုင်ငံအလံနဲ့ဆိုရင်တနားကြီးကိုတထောင်ပဲပြီးတော့လဲပွိုင်းရနောက်ပြီးတော့ပါတီနေရာမှာလဲ coin ကို coin 400လို့ပေးထားတယ်ပြန်သွားတယ်ပေါ့အဲတခြားနိုင်ငံအလံနဲ့လွှင့်မယ်ဆိုရင် normal user ဖြစ်သွားတဲ့သူတွေ9ရက်ကျော်သွားပြီဆိုရင်တနားကြီးကို2000ရမယ်ပါတီတနားကြီးရှိရရမယ်အဲ့ဒါလေးစုပြီးတော့ဟို point 3ပြီးသွားပြီဆိုရင်10ဒေါ်လာ 10ဒေါ်လာထုတ်လို့ရအခုပေါက်ဈေးဆိုရင်9300ရှိတယ်10ဒေါ်လာဆိုရင်9300ပေါ့နော်အဲ့လိုထုတ်လို့ရပါတယ်ဟိုအသေးစိတ်လေးတိကျနေဆိုရင်တော့ဟိုမက်ဆေ့ချ်ကနေတစ်ချက်လောက်ဟိုင်းပြီးတော့ပြန်ပြီးတော့အသေးစိတ်လေးပြောပြပေးပါမယ်နော်ကြည့်ကြည့်ရှုအားပေးတဲ့သူတွေအားလုံးကိုကျေးဇူးများအိုက်တင်ပါတယ်နော်